အားလုံးပဲမင်္ဂလာပါရှင်ရန်လာမုံထားရမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့ April 2025အတွက်ပေါ့နော် overall general reading လေးတစ်ခုကိုလောက်တာပြမှာဖြစ်ပါတယ်ဒီ reading ထဲမှာဒီ April လအတွင်းမှာသင်တို့လေးတွေတည်တဲ့နေစီးပွားရေးအလုံးကိုင်းပေါ့နော်ငွေကြေးတွေနဲ့အခြေရေး ညညာရေးကျမ်းမာရေးပေါ့နော်အဆရှိတဲ့ပြည့်တိတိတိထိုက်တဲ့အရာတွေအားလုံးကို over all ပေါ့နော်ခြုံငုံပြီးတော့အကုန်လုံးတွက်ကြည့်သွားပေးမှာဖြစ်ပါတယ်ပြီးတော့ reading လေးမစတင်ခင်မှာကျွန်မကျေးဇူးတင်ကြောင်းလေးပြောပြစေအဲ့ဒါပါလဲဆိုတော့မနေရပါနော်ကျွန်မမှာ personal reading လည်းမေးတယ် Australia ကအကုန်နဲ့အမဆုံးရွေးလေးပေါ့နော်သူတို့ကကျွန်မမှာ personal reading အတွက်ကိုပတ်ကိတ်အတွက်ပေါ့နော်ငွေလွှဲပြီးတဲ့အခါမှာကျွန်မအတွက်ကျွန်မ ုံးချင်တဲ့နေရာမှာသုံးပါပေါ့နော်အဲ့လိုဆိုရတဲ့သဘောနဲ့ငွေတသိန်းပေါ့နော်ပို့ပြီးတော့သူကလွှဲပေးလိုက်ပါတယ်အစ်မကဒီအကိုနဲ့အမလည်းကုသိုလ်ရသွားရအောင်အကိုပေါ့နော်ဖြစ်ပေါ်နေတဲ့ငလျင်ဘေးအလှူပေါ့နော်အစ်မအရှိမှလည်းလှူထားရတယ်ပေါ့ဒါပေမဲ့အစ်မတို့ပြည်နယ်မှာလည်းအလှူခံနေတဲ့နေရာရှိတယ်ပေါ့နော်ကျောင်းတိုက်တစ်ခုရှိတော့အဲ့ဒီမှာဒီအကိုနဲ့အမလည်းကုသိုလ်ရရအောင်ဆိုပြီးတော့ဒီပစံတွေကိုအစ်မကကိုအတွက်မသုံးတော့ဘဲနဲ့ဒီငလျင်အလှူအတွက်ပေါ့နော် ကျမကလှူပေးလိုက်ပါတယ်ဒီဖြတ်ပိုင်းလေးကိုလည်းအကိုနဲ့အမောင် Viber မှာကျမပြန်ပြရပါတော့เนาะအဲ့တော့ဒီနေ့မှာကျမပြောချင်တာဘာလဲဆိုတော့ ဒီအတွက်ကျွန်မအရန်ဝမ်းသာပီတိဖြစ်မိရအဲ့ဒါဘာလဲဆိုတော့အရှိမပါဗောနော်ဒီလိုအလှူတွေအတွက်ကျွန်မလှူထားပြီးပြီမဲ့ထပ်ပြီးတော့လှူချင်သေးတယ်ဒီလားဘာကြောင့်လဲဆိုတော့ဒီဧပြီလကကျွန်မရဲ့မွေးလာဗောနော်အရှိရက်တွေမှာကျွန်မရဲ့ဘတ်တီပြီးသွားပြီဗောနော်အဲ့တော့ဘတ်တီပြီးသွားပြီးအလှူတွေလည်းလှုပ်တလှုပ်ထားပြီးပြီဒါပေမဲ့ဒီခလင်းအတွက်ကိုကျွန်မကထပ်ပြီးတော့လှူချင်သေးတယ်ဗောနော်အဲ့လိုစဉ်းစားလိုက်တဲ့စီမှာဒီအကူနဲ့အမကဩစတြေးလျကအကူနဲ့အမကကျွန်မတို့ မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့ပေးလာတဲ့စီမှာကျမလှူချင်တဲ့အလို့တခုထားမြောက်သွားတယ်ဒီအကိုရင်းအမရေလည်းကုသိုလ်ရသွားတယ်ပေါ့နော်အဲ့ဒါလေးလုံလိုက်ရတဲ့အတွက်ကျမအရင်လဲဝမ်းသာတယ်ဒီအကိုအမစုံတွဲလေးကိုလည်းပေါ့နော်ကျေးဇူးတင်ပါတယ်လူဒီနေရာကနေထပ်ဆောင်ပြီးတော့ပြောပါတယ်ပေါ့နော်ဒီ region လေးကိုလည်းအကိုနဲ့အမနဲ့ကြည့်နေမယ်လို့ကျမမျှော်လင့်ပါတယ်ရှင်အဲ့တော့ဒီလိုခက်ခဲနေတဲ့အချိန်မှာပေါ့နော်ဒီလိုလောက်အလှူလေးကတော့ဘလောက်မှလည်းမညာအောင်ဆိုပေမဲ့တကယ်ကိုစိတ်တွေကနေအာခြေနဲ့အားရပြီးတော့လှူရတဲ့အလှူလေးဖြစ်တဲ့အတွက်တကယ်ကိုဝမ်းမြောက်ပါတယ်ဒီလိုလှူပြဖို့အတွက်ပတ် ပို့ပေးတဲ့အကုန်ထဲမှာလည်းကျေးဇူးတင်ပါတယ်လို့ဒီနေ့အားနေပြောပြရစေနော်အာ ဒီ reunion ထဲမှာလည်းဒီလတလလုံးအတွက်တည်တဲ့ရာလေးတွေအားလုံးကိုပြပြသွားပေးမှာဖြစ်ပါရဲ့ရှင်။အရှိရက်တွေမှာတော့ကျွန်မပြောသလိုပဲပေါ့နော်။ဖြစ်ပေါ်လာတဲ့ကိစ္စတွေနဲ့ငလျင်ဘေးကိစ္စတွေမှာကြားရတွေ့ရတဲ့စီမှာအဆင်မကောင်းခြင်းကြီးစွာဖြစ်တဲ့အတွက်ရက်ထားရပေါ့နော်။လင်းငန်းချရလောက်ကျွန်မနားထားတာဖြစ်ပါတယ်။ဒီနေ့ကနေစပြီးတော့ပြန်ပြီးတော့တင်သွားပေးမယ်နော်။အဲ့တော့ကျွန်မတို့စလိုက်ရအောင်။စကားပြောတာနည်းနည်းလေးများသွားလို့ရှင်လဲ sorry ပါနော်။ကျွန်မတကယ်ကိုဝမ်းမြောက်ပီပီဖြစ်မိတဲ့အတွက်ဒါကိုအများလဲပျော်ရအောင်။တားတူလဲခေါ်ရအောင်။ကျွန်မကဒီ reunion ထဲမှာထည့်ပြီးတော့ပြောပေး တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ထုံးစံအတိုင်းလေးပဲဒါလေးကတော့ group 1ဒါလေးကတော့ group 2ဒါလေးကတော့ group 3 group 1 2 3မှာပေးထားတဲ့ crystal လေးတွေမတူပါဘူးအဲ့တော့မတူညီတဲ့ crystal လေးတွေမှာမိမိစိတ်ကိုဆွဲဆောင်နိုင်တဲ့ crystal လေးတစ်ခုကိုရွေးချယ်ပါဒါကသင်တို့အတွက် April လအတွက်ကံတရားပေါ့နော်အဲ့ဒီမှာပါပါတယ်ရှင်အဲ့တော့ group လေးတွေ UPP ဆိုရင်တော့ reader လေးကိုစတင်ပြီးတော့ဖတ်ပေးမှဖြစ်ပါတယ် group 1လေးကနေစလိုက်မယ်နော် group one lady မင်္ဂလာပါရှင် group one lady ရဲ့ဒီ april 2025ပေါ့နော်ဒီလမှာဗာလေးတွေကြုံတွေ့ရဖို့ရှိမလဲပေါ့နော် over on ကြည့်ရဲ့အဲ့ဒီမှာ mountain တောင်တွေ့တယ်ပေါ့နော်အာဒီမှာကျမပြောချင်တာဗာလေးဆိုတော့ဒီ group one lady ကဒီလတွေမှာလीဒီတောင်ပေါ့နော်တောင်ဆိုတဲ့နေရာမှာမှာဘေးမှာလीအရွတ်အခတ်တွေတစ်ပင်တွေပေါ့နော်အဲ့လိုမျိုးပေါ့နေတာတွေ့ရစိန်လန်းတဲ့တောင်ပေါ့နော်ကျမအဲ့လိုမျိုးနေခံစားရတယ် ဲ့တော့ဒီလထဲမှာ group 1 lady ကအခက်ခဲတွေရှိနေမှရအောင်သွားမယ်ဆိုရင်စိတ်နဲ့ရှိနေကြလို့ကျွန်မထင်တယ်နော်ဒီ group ကိုလာကြည့်တဲ့သူတွေကဘလို့အခက်ခဲရှိပါစေအကောင်းဆုံးကြော်လွှားမယ်နော်အာ ကိုသွားချင်တဲ့နေရာတစ်ခုကိုရအောင်သွားမယ်လို့ဆုံးဖြတ်ထားတဲ့သူတွေဒီနှစ်တည့်ရဲ့အစမှာစိတ်တက်လူတက်နဲ့เนาะစိတ်တက်လူတက်နဲ့အခက်ခဲတွေရှိနေတာမှာစက်ခန့်ရင်ဆိုင်ပြီးတော့ကိုသွားချင်တဲ့နေရာကိုလိုချင်တဲ့အနေအထားရအောင်ကြိုးစားမယ်ဆိုပြီးစိတ်ဆုံးဖြတ်ထားတဲ့သူလေးတွေကဒီ group 1ကိုလာကြည့်တဲ့သူလေးတွေလို့ကျွန်မထင်တယ်ပေါ့နော်အာသူတို့အတွက်ကန့်ခွင့်လန်းရလည်းရှိပါတယ်အာဒီတောင်ကလည်းပြီးတော့အရန်ကိုဘယ်လိုပြောမလဲနော်ဂျန်ဒန်တဲ့ပုံစံလို့ကျွန်မမထင်အောင်နော်ပြီးတော့ပြောချင်တာကဘာလဲဆိုတော့အခက်ခဲရှိနေတာမှာ group 1လေးတွေကရအောင်ကြော်လွှားမယ် င်အားကြောင့် group 1လေးတွေရဲ့စိတ်ဓာတ်ကြောင့်အဆင်ပြေစွာရောက်သွားမယ်ပေါ့နော်ဒီလာအဲ့လိုမျိုးလေးမှခံစားရပါတယ်အဲ့တော့ဆက်ကြည့်မယ်နော်အဲ့တော့ group 1လေးတွေအတွက်တစ်ချက်ချင်းစီပြောသွားပေးမှာဖြစ်ပါတယ်ပထမဆုံးကတော့ career and finance အတွက်တစ်ချက်ကြည့်လိုက်မယ် မဆုံးချက်နေတဲ့ career and finance ကိုကြည့်တဲ့အခါမှာအဲဒီ group 1လေးတွေအတွက်အလောက်ကအလောက်ကမှာကြတော့လေอืมเนเน่ป้อเนาะอลุขึ้นมาอักขะเคดิရှိတာမျိုးเนาะအာကိုကိုမနာလို့လို့ချောင်းချတာမျိုးအဲ့ဒါမျိုးလေးတော့ဒီလာတယ်မှာเนเน่ရှိတယ်เนาะအဲ့တော့ဒါလေးတော့အကောင်းဆုံးချော့ပြပါဒါပေမဲ့စိတ်မပူနဲ့အနိုင်ရမယ်เนาะဘာကြောင့်လဲဆိုတော့တင်းတို့လေးတွေရဲ့ပြင်းပြနေတဲ့စိတ်ဓာတ်အောင်မြင်မှုအတွက်ကိုစူးစမ်းနေတဲ့စိတ်ဓာတ်နောက်ပြီးတော့အလုပ်ပေါ်မှာအကောင်းဆုံးလုပ်မယ်ဆိုပြီးတွေးထားတဲ့စိတ်ဓာတ်တွေကြောင့်ဒီအခက်ခဲကို အဆင်ပြေစွာရင်ဆိုင်ကျော်လွှားနိုင်နိုင်မယ်ပေါ့နော်ကျမအားမျိုးလေးတွေ့တယ်။နောက်တစ်ခုကတော့ငွေကြေးပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီလထဲမှာစုမိဆောင်မိတာလေးတွေရှိမယ်လို့တော့ကျမထင်တယ်။နောက်တစ်ချို့ကြတော့လေဒီလထဲမှာကိုယ့်ရဲ့ငွေကြေးကိုပေါ့နော်အတက်နိုင်ဆုံးအာဘယ်လိုပြောမလဲလိုအပ်တဲ့ညတွေအတွက်ပဲအသုံးပြုပြီးတော့ချိုးချင်ချီတာပြီးတော့ပေါ့နော်အသုံးသွားမယ်ပေါ့နော်ငွေကြေးကိုအကောင်းဆုံးစီမံသွားမယ်ဆိုပြီးတော့စဉ်းစားထားတယ်လို့ကျမတွေ့တယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲနော် ကိုရဲ့ငွေကြေးတွေကိုအလေလွတ်မဖြစ်အောင်အပြည့်စုံဆုံးရှုံးနေမရှိအောင်เนาะအထက်တဲ့ဝင်ထက်တဲ့ငွေနေအောင်ပေါ့เนาะအဲ့ဒါမျိုးလေးစစ်စစ်ပြီးတော့ချင်းချင်းပြီးတော့တုံးနေတယ်ပေါ့เนาะတကယ်ကိုလိုအပ်တဲ့နေရာတော့လှူမယ်မလိုအပ်တဲ့နေရာမှာတော့မတုံးပေါ့เนาะအဲ့ဒါမျိုးပုံစံလေးတွေရှိတယ်เนาะဒီ group one မလေးတွေဒီလာတယ်မှာအဲ့ဒါမျိုးပုံစံလေးတွေရှိတယ်အဲတချို့ကြတော့လေအာငွေကြေးရင်းနှီးမြှုပ်နှံမှုတွေမစတင်နေဘူးဒီလာတယ်မှာကို့မှာရှိတဲ့ငွေကိုကို့မှာပဲထားထားအောင်မယ်ပေါ့เนาะအဲတိတ်ပြီးတော့မယုံရဲသေးဘူးပေါ့เนาะအဲ့ဒါမျိုးပုံစံလေးတွေ့တယ် အဲ့တော့ဆက်ကြည့်မယ်နော်ကလေးတွေနည်းနည်းရွှေ့လိုက်မယ်နော် ရီမှာမှာအချစ်ရင်းနေနဲ့အချစ်ရင်းနေကပထမဆုံးကျွန်မ single လေးအတွက်ကြည့်ရပေါ့နော် single လေးတွေကဒီလာထဲမှာအာကိုကလေကိုသဘောကျတဲ့လူဆိုရင်ဒီလူနဲ့ပဲတွေ့ချင်တယ်ဒီလူနဲ့ပဲတွဲမယ်ဆိုပြီးတော့ဒီလူကိုပဲဆက်ပြီးသဘောကျနိုင်အောင်မယ်ဆိုတော့ဒီလာထဲမှာဆုံးဖြတ်ထားတယ်နော်အာ crack ဆိုပြီးတော့ကြိုက်တဲ့ crack ကတစ်ယောက်နှစ်ယောက်အဲ့လိုမျိုးမဟုတ်ဘူးဒီတစ်ယောက်တည်းပဲကြိုက်မယ်အာဒီတစ်ယောက်နဲ့ပဲနှိစက်ဖို့ကြိုးစားမယ်ဆိုတော့ ပြီးတော့ဆုံးဖြတ်ထားတဲ့ single လေးတွေအဒီ group run ထဲမှာပါတယ်ပေါ့နော်အဲ့အမျိုးလေးတွေ့တယ်နောက်ပြီးတော့ကိုသဘောကျတဲ့ crack ကိုပဲရအောင်လိုက်မယ်ဆိုပြီးတော့တချို့မျိုးသားလေးတွေကလုံးဝကိုစိတ်ပိုင်းဖြတ်ထားတာကိုလည်းတွေ့တယ်နော်အဲ့တော့ dairy ning ကိုလာကြည့်တာတော့မျိုးသားမျိုးသမီးနှစ်မျိုးလုံးပါတယ်ဆိုပေမဲ့လည်းကျွန်မကမျိုးသားလေးတွေ energy ကိုပို့ပေးရတာဖြစ်တဲ့အတွက် single လေးတွေမှာဒါမျိုးလေးပြောပေးတာဖြစ်ပါတယ် uh, relationship မားလေးတွေအတွက်ချက်ကြည့်မယ်เนาะ relationship မားလေးတွေကြတော့ဒီကိုရူရဲ့ဒီလေးလာပိုင်းထဲမှာနှစ်ယောက်ကြားထဲမှာဘလို့ energy ဖြစ်နေမလဲဆိုတော့ကိုရဲ့ချစ်သူကိုရဲ့ဒီပတနာကအာသူ့ရဲ့စိတ်ခံစားချက်တွေကိုကိုကိုလေဒီလာထဲမှာအများကြီးထုတ်မပြအောင်ပေါ့เนาะကျွန်မအဲ့လိုမျိုးတွေ့တယ်ချစ်တယ် abuse site ပေးတယ်ဒါပေမဲ့တဲတဲလုံးပုံစံမျိုးမဟုတ်အေးအေးစစ်စစ်လေးပဲသူကကိုကိုဆက်ဆံတယ်ပေါ့เนาะပြောချင်တဲ့သဘောအစကားပြောတယ်စား တောက်တယ်သွားတယ်လာတယ်အဲ့လိုမျိုးဆိုပေမဲ့လည်းတိတ်ကို romantic ဖြစ်တဲ့ပုံစံမျိုးကိုဒီလာတယ်မှာသူ့ဘက်ကမပြအောင်ပေါ့နော်ကျွန်မအဲ့လိုမျိုးတွေ့တယ်နော်ပုံမှန်ချစ်မြဲလေးအတိုင်းပဲချစ်ပေးနေတယ်ဒါပေမဲ့သူရဲ့စိတ်ခံစားချက်တွေကိုကိုလိုချင်တဲ့ပုံစံအတိုင်းနဲ့မပြအောင်အေးအေးဆေးဆေးကြီးနဲ့သူပုံစံသွားနေတာပေါ့နော်အဲ့လိုမျိုးတွေတွေ့တယ်ဒါကတော့ relationship တမားလေးတွေအတွက်ပါဆက်ကြည့်မယ် အာပညာရေးပေါ့နော်ပညာရေးအတွက်ကတော့လေဒီ group 1ကိုလာကြည့်တဲ့သူလေးတွေကအခွင့်အလမ်းကိုစောင့်နေရတဲ့သဘောမျိုးပေါ့နော်ကျမအားမျိုးတွေ့တယ်။တချို့တန်တန်းအတွက်ပေါ့နော်အောင်မြင်မှုရဖို့စောင့်နေတဲ့သူလေးတွေတည်ငောင်းကိုမျှော်နေတဲ့ဆံမွေးဖြည့်ထားပြီးတည်ငောင်းကိုမျှော်နေတဲ့သူလေးတွေဆိုရင်အခုထိရလက်ကောင်မသိသေးဘူးနော် red set ကမထွက်လာသေးဘူးအဲ့ဒါမျိုးတွေ့တယ်။ကိုကတော့အချိန်တစ်ခုအတွက်စောင့်နေရကြပြီနော်ဒီပညာရက်မှာကိုဖြည့်ထားရလဲကြပြီဒီပညာရက် တချို့ဆိုလို့ရှင်သင်တန်းမှာပေါ့နော်ကိုယ့်အတွက်အတိမှတ်ပြုလက်မှတ်ပေါ့နော်အဲ certificate လိုမျိုးပေါ့နော်အဲ့ဒါမျိုးကိုကိုကမျှော်လင့်နေတယ်ဆိုအခုဒီကိုစီကိုမရလာသေးဘူးအဲ့ဒီအရာကအဲ့ဒါကိုမျှော်လင့်နေတယ်ဆောင်နေရတဲ့အချိန်ပြီးပြီးတော့ဒီဆောင်နေရတာလည်းအချိန်တော်တော်ကြာပြီဒါပေမဲ့ပြီးတော့ဒီလာထဲမှာလည်းဒီဟာကိုလွယ်လွယ်ကူကူနဲ့ရဖို့ကိုအာအချိန်နေမပေးသေးဘူးပေါ့နော်ဆက်ပြီးတော့ဆောင်နေရလို့ကျွန်မတွေ့တယ်စတာစောင့်နေရတာကိုကတော့အကောင်းဆုံးတော့ဖြည့်ထားတယ်အကောင်းဆုံးတင်တန်းကိုတော့တတ်ထားတယ်เนาะ အဲ့ဒီအတွက်မပူတော့မပူနဲ့ရလက်ကောင်းတော့ရမယ်ဒါပေမဲ့ဒီလားထဲမှာတော့မရတော့သေးဘူးပေါ့နော်ကျမတို့မျိုးတွေ့တဲ့အရှိလားထဲမှာလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်အာကျမကြီးကျမကြီးမှာကြတော့ဒီ group 1သမားလေးတွေက ဒီလရဲမှာလေဟိုနာနာသလိုဒီနာကိုက်သလိုเนาะကြီးကြီးမမမဟုတ်ပေမဲ့လည်းအဲ့လိုမျိုးပဲပေါ့ဟိုတသိမမွားလေးတွေမှာမှာတခုထက်မကအောင်ကိုကဖြစ်နေတော့ဥမာခေါင်းမဲကိုက်နေသလိုလိုเนาะရင်မဲတုံနေသလိုလိုစားလို့မဝင်ဘူးအဲ့လိုမပြောဘူးအဲ့လိုမျိုးဟိုနည်းနည်းဒီနည်းနည်းပေါ့เนาะယောဂဖောင်းစုံပေါ့เนาะအဲ့လိုမျိုးလေးတွေနည်းနည်းချင်းချင်းခံစားရတယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့သတိထားပေးပါအခုဒီလရဲမှာဒီ group 1လေးတွေအတွက် energy က2 or 3 True Ocean Energy ဆိုတော့ဒီလားထဲမှာတချို့မိတ်ဆွေတွေနဲ့စုံစည်းရတာမျိုးเนาะခုပုံမှာကောင်းတဲ့သူတွေစုံရတာမျိုးအလားတည်းတော့ရှိတယ်เนาะ energy ကတိတ်ပြီးတော့မစိုးဝါဘူးနောက်ပြီးတော့ကိုကိုရိုင်းကလည်းသူတစ်ပါးကိုကူညီပေးနေတာမျိုးဒါမှမဟုတ်လို့ရှင်လည်းသူတစ်ပါးတွေကကိုကိုလာပြီးကူညီတာခံရတာမျိုးဒီလားထဲမှာဒီ group one လေးတွေကအာတွေ့ရှိရမှာပေါ့เนาะအဲ့လိုမျိုးပုံစံတွေတွေ့ထားတယ်เนาะ အဲ့တော့ဒါက group one လေးတွေအတွက် April 2025အတွက်ပေါ့နော် overall general region လေးပါနော် energy ကညီမှုရှိပါစေနော်အအရှိရက်တွေမှာလည်းအားလုံးကစိတ်ညစ်စရာတွေနော် UP ကိုကြည့်လိုက်လို့ရှိရင်လည်းနော် live မှာ Facebook မှာဆိုလို့ရှိရင်လည်းအာဒီစိတ်မကောင်းစရာလေးတွေပဲတွေ့နေရတာဖြစ်တဲ့အတွက်အကုန်လုံးကတော့စိတ်ပင်ပန်းနေချာမှာပဲပေါ့နော်အဲ့တော့ဒီ region လေးကိုကြည့်ပြီးတော့ကောင်းတဲ့အချက်လေးတွေပဲယူပါနော်စိတ်ပင်ပန်းရမယ့်အရာလေးတွေဆိုလို့ရှိရင်အော်ဖယ်ရှားလိုက်လည်းရတယ်နော်မယူလည်းဖြစ်ပါတယ်ရှင် အဲ့ဆိုကျွန်မ group 2လေးစီကိုသွားပါမယ် group 2လေးတွေ group 2လေးတွေရေးထားတဲ့ခက်ခါတော့ထားပါပေါ့နော်အဲ့တော့ group 2လေးတွေကတော့ဒီ April လထဲမှာလေနည်းနည်းလေးသတိထားစီချင်တယ်ပေါ့နော်တိတ်ပြီးတော့လည်းစိုးရိမ်ပူပန်မှုဖြစ်စေခြင်းမို့ဘာကြောင့်လဲဆိုတော့အရှိရမာတွေလည်းအလူတိုင်းကပေါ့နော်ဒီလိုတရင်တွေကိုကြိတ်လိုက်လို့ရှင်စိတ်မကောင်းစရာတွေပဲကြိတ်ထားရတာဆိုတော့လေအာနည်းနည်း negative vibe တွေကတော့ညာနေကြတယ်ပေါ့နော် အဲ့နဲ့ပတ်သက်ပြီးတော့တိတ်ပြီး serious စစ်ဆန်တော့မခံစားသေးခြင်းမို့ဒါပေမဲ့ဒီနေရာမှာဘာကိုပြောချင်လဲဆိုတော့ group တူလေးတွေအမမျော်လင့်မယ်အပြောင်းလဲလေးတွေပေါ့နော်အဲ့ဒီဘောမျိုးလေးပဲပြောပြရစီအပြောင်းလဲလေးတွေတွေ့ရှိရတတ်တယ်ဒီအပြောင်းလဲကတော့အကောင်းတဲ့အပြောင်းလဲလားဆိုးတဲ့အပြောင်းလဲလားဆိုတော့နော်ကိုကတတိလေးထားရမယ်ပေါ့နော်တချို့ယာတွေမှာ အခုမမျော်လင့်ထားပဲနေပေါ့နော်ဖြစ်ဖြစ်သွားတဲ့အရာလေးတွေရှိတတ်တဲ့အတွက်အဲ့ဒါကိုတတိလေးနဲ့ထားပြီးတော့နေပေးပါနော်ယူတရဲဟိုအိမ်မှာရှိတဲ့ပစ္စည်းတွေယူတရဲပြတ်သွားတာမျိုးအရေးကြီးတဲ့အရာတွေပေါ့နော်တချို့ကျတော့လည်းဆက်ဆံရေးတွေနော်ဒီလူတရားနဲ့ကိုကခင်နေတဲ့တငငချင်းပဲထားပါတော့ပေါ့နော်အမြဲတမ်းတွဲလာတယ်ဘရောမဆက်ဆံရေးမပြတ်ဘူးလို့ထင်ပေမဲ့ဒီလားတယ်မှာဒီလူနဲ့ပြဿနာအကြီးကျယ်တတ်တာမျိုးပြီးလို့ရှိရင်စိတ်ဆိုးလို့ဒီလူကကိုကိုမခေါ်တော့မပြောတော့ဘောနော်အဲ့လိုမျိုးပုံစံလေးတွေဖြစ်တတ်တဲ့အခါမှာဒါနဲ့ပတ်သက်ပြီးတော့တတိလေးထားပြီးတော့ဆက်ဆံရေးတွေမှာအာ စဉ်းစားပြီးတော့ဗောနော်အေးအေးဆေးဆေးလေးသွားနိုင်အောင်ကြိုးစားပါဗောနော်အဲ့ဒါမျိုးလေးမှာပြစေဒါပေမဲ့ serious မထားပါနဲ့နော်အဲ့တော့ကျမတို့တခြားကက်ကလီနက်ထက်ကြည့်ပါမယ် group 2လေးအတွက် group 2လေးအတွက် April 2025မှာဘာလေးရှိမလဲ တော့ group 2လေးတွေ career and finance ကိုကြည့်ရတဲ့အခါမှာအလောက်ကနေပတ်သက်ပြီးတော့ နော်လုပ်ငန်းလုပ်ကိုင်အစ်တစ်ခုကိုတွေ့ရှိသွားတာမျိုးကိုနဲ့တင်းတော်တဲ့အလုပ်ကိုရှာတွေ့သွားတာမျိုးဒီဧပြီလထဲမှာတွေ့မယ်ပေါ့နော်ကိုကတော့လက်ရှိမှာအလုပ်ခွင့်တစ်ခုမှလုပ်နေတယ်ဒါပေမဲ့ကိုနဲ့အံဝင်ခွင့်ကြမဟုတ်ဘူးဆိုရင်တကယ်ကိုအံဝင်ခွင့်ကြဖြစ်မယ်ကိုအတွက်တကယ်ကိုလောက်ကိုင်ကအစီအပြေမဲ့အလုပ်ခွင့်တစ်ခုကိုတွေ့သွားတာမျိုးတချို့ကျတော့လည်းအလုပ်ရကိုစောင့်နေတယ်ဆိုလို့ရှိရင်ဒီအလုပ်နဲ့ပတ်သက်ပြီးတော့ကိုကိုအတွက်ရမယ်ဆိုပြီးတင်းကောင်းနေလာပြီးပြောတာမျိုးပေးတာမျိုးကိုကတွေ့ရှိရမယ်ပေါ့နော်ကြုံရမယ်ဒီဧပြီလထဲမှာပေါ့နော်ပြီးတော့တချို့လေးတွေလက်ရှိအလုပ်လုပ်နေ ေတယ်ဒီလုပ်ငန်းပေါ့နော်ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူလေးတွေကြတော့ကိုယ်လုပ်ငန်းကိုပို့ပြီးတော့ဘလို့တိုးတက်အောင်ဘလို့အဆင်ပြေအောင်လုပ်ရမလဲဆိုရင်နီးလန်းနေအိုင်ဒီယာတွေကိုဒီလထဲမှာတွေ့သွားမယ်နော်တွေးမိသွားမယ်စတင်ပြီးလှုပ်ဆောင်ပြစ်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ ဝေးကြီးမှကြတော့လေအကုန်ကြနေအောင်အထတင်းတင်းလေးသွားနေရတယ်လို့ကျွန်မတွေ့တယ်။ဒီ group 2ကသူလေးတွေကဒီလထဲမှာအကိုရဲ့ဒီငွေကြေးတွေနော်ပြီးလို့ရှိရင်အကုန်ကြမှာအရာနဲ့ပတ်သက်ပြီးတော့မနည်းဘူးပဲနော်ထိမ့်ပြပြီးသွားနေရတယ်။ပြောမယ်ဆိုလို့ရှိရင်ငွေကြေးကုန်ကြဖို့လမ်းလေးတွေရှိတယ်ပေါ့နော်။အဲ့ခါမှာ group 2လေးတွေကလည်းမကုန်ကြခြင်းတဲ့ခါကျတော့စစ်စစ်ပြီးတော့သုံးမယ်နော်။အကိုရဲ့ကိုယ်တိုင်အတွက်ရောတဘာလူအတွက်ရောနော်ချိန်ပြီးသုံးနေရတယ်။ပြောခြင်းတဲ့ဘဝဒီလထဲမှာကိုကိုယ်တိုင်အတွက်လည်းသုံးခြင်းတယ်တငယ်ချင်းတွေအတွက်လည်းသုံးခြင်းတယ်ဒါမှမဟုတ်လို့ရှိရင်မိသား စုအတွက်ပေါ့နော်အသုံးဆွေးရမယ့်ကိစ္စလေးတွေတခုထက်မကရှိနေတယ်အဲ့ဒီတော့ဥပမာကိုယ်မှာပစံသတိရှိတယ်ဆိုလို့ရှိရင်ဒီသတိကိုဟိုဘက်တောင်းရမယ့်ဟာအတွက်9000ဒီဘက်တောင်းရမယ့်ဟာအတွက်9000အဲ့လိုမျိုးပေါ့နှစ်ခုအတွက်ကိုအစင်ပြေအောင်ကိုကဟိုအလေချားတွေကနေထိန်းပြီးတော့ပေါ့နော်ကိုကတောင်းနေရတယ်အတစ်ဖက်ကို9000ပေးပြီးတစ်ဖက်ကို3000ဆိုလည်းအစင်မပြေဘူးလေနော်အဲ့တော့ကုန်ကြမယ့်အရာနှစ်ခုရှိတယ်ဆိုတော့အဲ့ဒီနှစ်ခုအတွက်ကိုဘယ်လန့်ကြီးအောင်ကိုကလုပ်နေရတယ်ပေါ့နော် group 2လေးတွေအဲ့လိုမျိုးလေးတွေ့ရယ်

အချစ်ရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ကုန်နေတယ်เนาะကျွန်မအဲ့လိုမျိုးတွေ့တယ်။အစိတ်လည်းပင်ပန်းနေတယ်ပြီးလို့ရှိရင်ဘလို့စိတ်ကစဉ်းစားလိုက်လဲဆိုတော့အချစ်ရင်းမငါပင်ပန်းတော့မခံနိုင်တော့ဘူးငါပေါ်တကယ်ကောင်းနေသူဆိုရင်တော့ငါပြန်ချင်မယ်ငါပေါ်တကယ်မကောင်းအောင်ဆိုရင်တော့ဒိုးလိုက်တော့အဲ့လိုမျိုးပုံစံပေါ့နည်းနည်းစိတ်ကလေဆက်ဆက်တစ်ဖြစ်နေတယ်နည်းနည်းတိတ်ပြီးတော့အထိခိုက်မခံနိုင်ဘူးပေါ့နော်အခုဖြစ်ပေါ်နေတဲ့အရာတွေပေါ်မှာလည်း emotional ညာနေပြီးတော့เนาะဒီအချစ်ရင်းမအဲ့လိုမျိုးပုံစံလေးတွေတွားနေတယ်ပြီးတော့ဒီ toxic relationship တွေမျိုးကိုများအာကြုံတွေ့ခဲ့ရတယ်ဆိုကိုမျိုး ီရှင်းမှာအဲ့ဒါမျိုးတွေတွေ့ထားရဲဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့အာဒီအခြေရေးကိုကိုကတိတ်ပြီးတော့မသွားချင်းဘောเนาะသူများရဲ့အခြေရေးကိုသွားကြည့်မိပြီးတော့မှကိုကိုယ်တိုင်အတွက်အခြေရေးကိုလည်းစိတ်ကုန်တယ်ဘောเนาะအဲ့ဒါမျိုးပုံစံလေးဒါပေမဲ့ relationship တမားလေးတွေကြတော့ဒီ umbrella ထဲမှာအဆင်ပြေနေမယ်အာ တရားပေါ်မှာတရား sporting နဲ့ကောက်ကောင်းပေးနိုင်ပြီးတော့တရားရဲ့စိတ်ချမ်းသာမှုနောက်တရားလည်းဖြစ်စီပေးနိုင်ပြီးတော့ဒီလိုဖြစ်စီပေးနိုင်တဲ့အရာပေါ်မှာကိုကုတ်ကူဂုံယူရယ်ပေါ့နော်ဥမာကိုချီအားရဲ့တူသွန်သူလိုချင်တဲ့လက်ဆောင်လေးတွေပေးတာမျိုးသူလိုချင်တဲ့အရာလေးတွေဝယ်ပေးလိုက်နိုင်တဲ့ပုံမှာကိုကုတ်ကူဂုံယူရယ်အာငါတွတ်တက်လုပ်ပေးနိုင်တယ်ဟာတွတ်တက်ဝယ်ပေးနိုင်တယ်အဲ့ဒါမျိုးပုံစံမျိုးနဲ့ကိုကုတ်ကူဂုံယူနေတယ်တစ်ဖက်ကကိုရဲ့ပတ္တနာကလည်းကိုရဲ့ဒီပုံစံကြည့်ပြီးတော့သဘောကျတယ်ပေါ့နော်ကိုရဲ့လုံနိုင်စွမ်းအာပြောမယ်ဆိုရင်ဒီလိုပစ္စည်းဝယ်ပေးမှတော့ပြောတာတော့မဟုတ်ဘူးပေါ့နော်ကိုလုပ်ပေးလိုက်တဲ့အရာ

ပညာရေးအနေနဲ့ကတော့ group 2လေးတွေကဒီလာတယ်မှာလေကိုလက်ရှိတက်နေတဲ့နေရာကောင်းရင်တော့မှပဲမတက်ဖြစ်တော့ဘူးအကြောင်းရာတစုံတရာကြောင့်အဲ့ဒီတန်တန်ကနေကိုကထွက်သွားတယ်ပေါ့နော်ထွက်သွားရတယ်ဆိုတာလေကိုမှအရေးကြီးတဲ့ကိစ္စတစ်ခုကြောင့်နော်မဖြစ်မနေခုခုကအတွက်လောရမဲ့အရာတစ်ခုအတွက်ဒီလုံလဆာတက်တက်လဆာတင်နန်းတွေကိုထားခဲ့ပြီးတော့ထွက် ွက်ခွာသွားရတာမျိုးပေါ့နော်ကျမအဲ့လိုမျိုးလေးခံစားရတယ်ပြောမယ်ဆိုလို့ရှိရင်ဘဝအတွက်အတေကြတဲ့တင်နန်းတက်နေရင်တော့မှပဲဒီကာလမှာဒီနားထဲမှာအပြောင်းလဲတစ်ခုကြောင်းသွားလဲရတာမျိုးတချို့ကြတော့လေအာဒီတင်နန်းတွေထားပြီးတော့အင်ကုန်တစ်ချက်ပြန်တာပေါ့နော်အင်ကုန်တစ်ချက်ပြန်လဲတဲ့သဘောမျိုးနောက်တချို့ကြတော့လေရေလန်းချောင်းခေးရကနေခေးတစ်ခုကိုထွက်ရတာမျိုးပေါ့နော်ကျမအဲ့လိုမျိုးတွေ့တယ် ဒါပေမဲ့တော်တော်များများဒီ group 2ကိုလာကြည့်တဲ့သူလေးတွေကကြားထဲမှာပေါ့เนาะကျွန်မခုနပြောသလိုဒီမှာထားပါလဲတွေ့ထားလဲဆိုတော့လေမမျောလင်းနဲ့အပြောင်းလဲတစ်ခုကြောင်းကိုယ်အတွက်ဒီကောင်းမှုနဲ့အရာတွေရှိနေတာမှာအဲ့ဒါကိုထားခဲ့ပြီးတော့နေရက်ကိုစွန့်ခွာပြီးတော့သွားလဲရတာမျိုးကိုယ်တက်နေတဲ့တင်တန်းလေးကိုရက်ထားလဲရပြီးတော့ထွက်သွားလဲရတာမျိုးပေါ့เนาะအဲ့ဒါမျိုးကျွန်မခံစားမိနေတယ်ပေါ့เนาะအဲ့တော့တတိလေးအဲထားပြီးတော့ဒီလားကို ဖြတ်ကျော်ပါပေါ့เนาะ group 2လေးတွေမှာခြင်းနဲ့ကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင်เนาะ group တူလေးတွေကအာကိုအတွက်ပေါ့နော်တိတ်ပြီးတော့ဟိုချက်မိုက်နဲ့ပတ်သက်ပြီးစိုးရတာတော့မရှိပါနဲ့အာကိုကိုကို စဉ်းစားလို့မထိတာငါကငါအစင်ရောပြည့်ရဲ့လားဗောနော်ကိုကိုကိုငါဘာဖြစ်နေလဲဆိုတာတိတ်ပြီးတော့မသိနေပဲနဲ့အတွေးတွေများနေတာလုံးချင်တဲ့ຢာရည်လည်းအရန်များနေတယ်တွေးရတဲ့ຢာရည်လည်းအရန်များနေတယ်ပြောရမယ်ဆိုလို့ရှင် degree 2တွေတွေကစိတ်နဲ့ပတ်သက်တဲ့ဟာဗောနော်အဲ့ဒါနဲ့ emotional အရန်များနေပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ပင်ပန်းရမယ်လို့ကျွန်မထင်တယ်အာပြောရမယ်ဆိုငွေကြီးမှလည်းကိုကထိန်းချီပြီးတော့သွားနေရတယ်နော်တင်တဲ့နေကိုလည်းရုတ်တရက်ထားခဲ့ပြီးတော့ပြန်ရတာမျိုးဗာမျိုးဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့နော်နည်းနည်းခုပေါ်မှာဟိုစူးကျူးလေးတွေရှိလာတယ်ဗောနော်အဲ့ဒီခါမှာကိုကတွေးရတဲ့ တွေးတွေလွန်ပြီးတော့เนาะနည်းနည်းဒီခေါင်းကိုက်တာတို့เนาะအမောပန်းတာတို့เนาะအဲ့ဒါမျိုးလေးတော့ခံစားဖို့ရရှိတယ်အဲ့တော့တတိလေးထားပေးပါ group 2လေးတွေအိုး group 2လေးတွေရဲ့ energy ကိုချိတော့ tenosol အာ tenosol energy နဲ့ group 2လေးတွေတော်တော်များများအခုလက်ရှိမှာလဲအာပင်မန်းနေကြတာကျွန်မတွေ့တယ်ပေါ့เนาะ အဲ့တော့ sorry ပါနော် group တူလေးလေးအဲ့လိုမျိုးပြောလာရတဲ့အတွက်ဒါပေမဲ့လည်းဒါကြီးကိုတိတ်ပြီးတော့စိတ်ထဲမှာမဆွဲထားစေချင်ဘူးဘယ်အရာပဲဖြစ်ဖြစ်ပေါ့နော်အဥပဒေအကြောင်းဥပဒေဖြစ်တဲ့တာဖြစ်တဲ့အတွက်အတိတ်ထားလို့ရှိရင်ကိုကဘယ်လိုအရာမျိုးပဲဖြစ်တိတ်ထားလို့ရှိရင်နည်းနည်းပေါ့နော်ရှောင်းတိန်အလွယ်လို့လွေရအောင်ပြပြပေးတာပါအာတတိထားလိုက်လို့ရှင်ဘေးအရာမျိုးမဆိုးပါတော့အာအရန်ကြီးဖြစ်တာတည်းဆာလို့ရှင်အထီးခိုင်နေမယ်ပေါ့နော်အဲ့လိုမျိုးလေး ဲ့တော့ဒီကာလာကဂရုတူလေးတွေအတွက်နည်းနည်းတော့ပြန်မှန်းမယ်အလောက်ကနဲ့ပတ်သက်ပြီးတော့လည်းတချို့အတစ်တစ်ကိုရှာဖွေတွေ့ရှိထားရဲဆိုတော့မှအဲ့ဒါနဲ့ပတ်သက်ပြီးတော့အများကြီးအိုင်ဒီယာတွေစဉ်းစားရတဲ့အတွက်လည်းပြန်မှန်းတာမျိုးဖြစ်နိုင်တယ်ဝင်ရေးကြေးတွေစစ်စစ်ပြီးသုံးဆွဲရတဲ့အတွက်ပြန်မှန်းတာမျိုးလည်းဖြစ်နိုင်တယ်နော်ကျွန်တော်ကပြောသလိုပဲအကိုတွေ့တွေ့ရမယ့်အရာတွေလုံးဝမဲ့အရာတွေအများများတဲ့စီမှာအတွေ့အထိအများများပြီးတော့မောပန်းတာခေါင်းကိုက်တာမူးတာနော်အဲ့မပြောတာအဲ့ဒါမျိုးလေးတွေတော့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့သတိလေးထားပေးပါဂရုတူလေးတွေ အာ energy ကညီမှုရှိပါစေเนาะဒါ group 2လေးတွေအတွက်အာ April ပေါ့เนาะ April 2025အတွက် overall general reading လေးပါဒါမဲ့ပြောသလိုပဲဒီ reading ထဲမှာကိုယ်တွက်ကောင်းမှထင်တဲ့အရာလေးတွေယူပါတော့မကောင်းမှထင်တဲ့အရာတွေကိုမယူဘဲနဲ့ဖယ်လဲရပါတယ်เนาะအဲ့ဒါဆိုကျွန်မ group 3လေးစီကိုသွားပါမယ် group 3လေးတွေမင်္ဂလာပါရှင် group 3လေးတွေ April 2025မှာ Group 3လေးတွေဘာလေးတွေကြောင်းဝရှိမလဲဆိုတော့ Star เนาะအဲ့တော့ခြေဝင်လေးတွေပါအဲ့တော့ Group 3လေးတွေကတော့ဒီ April လထဲမှာအာလင်းလက်တောက်ပနေမယ်အချိန်ဝါလေးတွေရှိတယ်ပေါ့เนาะကျမတို့မျိုးခံစားရတယ် အဒီကလည်းလာတယ်မှာတိတ်ပြီးတော့ဆိုးွားတဲ့ຢာရီတော့ကျွန်မတွေ့ဘူးပေါ့နော်ဒီ star ကိုချစ်ချင်းအားဖြင့်အများကြီးအဆင်ပြေအောင်မြင်တာမျိုးမဟုတ်ရင်တော့ဒီနာရဲမှာအခုအနေထားနဲ့ကိုလေးပဲအဆင်ပြေပြေနဲ့ဖျက်ချော်လို့ရမယ်သူလေးတွေက group 3လေးတွေပါပေါ့နော်ကျွန်မအားမျိုးလေးခံစားရတယ်ကိုလောရမယ့်အလုပ်တွေကိုလုပ်ရင်ကိုအနီးနားလူတွေကိုလည်းကူညီရင်နော်အလှူတန်းလေးတွေလောက်ရင်ဘဝကိုကိုတက်နိုင်တဲ့နေရာကနေပေါ့နော်ပအဝင်ပြီးရင်နော် အများအချို့တွက်တက်နိုင်ကြလောက်လေနော်လာမင်းကြီးတာမဟုတ်ရင်တော့မှခြေပွင့်နေတော့အနေထားလေးပဲဖြစ်ဖြစ်ပေါ့နော်လင်းလက်ပေးနေမဲ့သူလေးတွေကဒီ group 3ထဲမှာပါတယ်ပေါ့နော်ကျွန်မအားမျိုးလေးခံစားရတယ်အဲ့တော့ဒီ group 3လေးတွေကတော့ဒီ April လထဲမှာကိုအစွမ်းနဲ့ရှိသလားထွန်းလင်းတောက်ပပြီးတော့နိုင်ကြလောက်လေးမှာပေါ့နော်အဲရှိနေတဲ့အနေထားမှာရသလောက်လေးထွန်းလင်းတောက်ပရင်လည်းဖြတ်ကျော်မဲ့သူလေးတွေပေါ့နော်ကျွန်မအားမျိုးလေးတွေ့တယ်အဲ့တော့ဆက်ကြည့်မယ် 2023ခုနှစ်အတွက် April 2025မှာပါလဲတွေတွေ့ရဖို့ရှိမယ်အဲ့တော့ group 3နေတွေ group 3နေတွေကတော့ career and finance ကိုအရင်ဆုံးကြည့်ရစီမှာ temp brand ီရော့ခတ်ပါเนาะအဲ့တော့ term prayer energy ရာ group 3လေးတွေကဒီ april လထဲမှာအာကိုရဲ့အလောက်ကနေပေါ့အကောင်းဆုံးလုံးနိုင်လုံးနိုင်မယ်ပေါ့နော်ဒီမှာလဲစတာကြာတော့လေအာကိုရဲ့လုံးနိုင်စွမ်းအားတွေကိုမရက်လိုက်ဘူးအကောင်းဆုံးပေါ့နော်လုပ်ငန်းခွင်အတွင်းမှာအဆင်ပြေအောင်နော်အကိုရဲ့ဒီလုံးလုံးလောက်ကနေတဲ့နေရာဝန်ချက်မှာအားလုံးနဲ့တင်မြတ်အောင်ဒီ group 3လေးတွေကလှုပ်သွားနိုင်မယ်ပေါ့နော်ဒီလိုလှုပ်သွားဖို့လဲကိုရဲ့ဒီအုံနှောက်လေးနဲ့တတိကျကျစဉ်းစားရင်နော်ကိုရဲ့စိတ်လေးကိုထဲရင်နော်အမှားရွမရှိအောင်ဒီလောက်ကိုဖြတ်တန်းပြစ်မယ်ပေါ့နော် group 3လေးတွေကအဲ့ ဲ့လိုမျိုးတွေ့တယ်ဒီ final ပေါ့နော်ငွေကြီးနေမှာကြတော့ AeroCut AeroCut ဆိုတော့ဒီ group 3 day တွေကအာဒီကလာတယ်မှာလေကိုကိုအာမို့ပို့လက်ပေးတာကိုရတာမျိုးเนาะငွေကြီးနဲ့ပတ်သက်ပြီးတော့တစုံတူအားကိုငွေကြီးတွေလက်ပေးတာမို့ပို့တွေလက်ပေးတာเนาะအဲ့ဒါမျိုးလေးတွေတော့လက်ခံရရှိဖို့တွေ့တယ်ဒီလက်ပေးတဲ့ငွေကြီးတွေကလည်းကိုကိုတကယ်ကိုချစ်လို့ခင်လို့ဆိုပြီးတော့ကိုသုံးဖို့အတွက်ပေါ့နော်လာပြီးပေးတာမျိုးပေါ့နော်အဲ့တော့အဲ့ဒါကိုလက်ခံရရှိမယ်ဒီငွေကြီးတွေကိုလည်းပြပြရွှေရွှေကြီးသုံးဖြစ်မယ်ပေါ့နော်ကျွန်မအဲ့ဒါမျိုးလေးတွေ့တယ် အဲ့တော့ဆက်ကြည့်မယ်နော်အဲ့တော့ group 3နေတွေ group 3 single လေးတွေ group 3 single လေးတွေကတော့ဒီ april လထဲမှာလေ အကိုရဲ့ crack ကိုကိုကမျောလင်းနေပေါ့နော်ဒီမျောလင်းတဲ့ crack နဲ့လည်းအာဒီဆက်ဖို့အတွက်အခွင့်လင်းအခွင့်အလန်းနေနည်းနည်းရှိလာတယ်ပေါ့နော်ဒီ umbrella ထဲမှာကျွန်မအဲ့လိုမျိုးလေးတွေ့တယ်အခွင့်အလန်းရှိလာတဲ့အာဒီ crack ကိုလည်းကိုကမျောလင်းနေတယ်ဒီ crack နဲ့ကိုနဲ့အဆင်ပြေဖို့ကိုလည်းကြားထဲကနေမိစေတငယ်ချင်းတွေကဝင်ပြီးတော့ပေါ့နော်အာကုညီပေးတာနော်ဒီကိုသဘောကျတဲ့ crack နဲ့ကိုနဲ့အဆင်ပြေဖို့အတွက်ကိုမိစေတငယ်ချင်းတွေကကုညီပေးတာမျိုးလေးဒီလာထဲမှာ group 3လေးတွေကတွေ့ရမရရှိမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ် အဲ့တော့ group 3 single လေးတွေကတော့ဒီ April လောက်ပြည့်ပြည့်ရွှေရွှေရင်းဖြတ်တန်းရမယ်လို့ကျွန်မထင်တယ်အဲဒါဆို relationship တမလေးတွေအတွက်ကြည့်မယ် relationship တမလေးတွေကတော့ဒီလထဲမှာကိုယ့်ရဲ့ဒီ relationship နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကနေပေါ့နော် detail ပေါ့နော် အသေးစိတ်ကနေစပြီးတော့အာကြောင်နဲ့တောင်နဲ့ကြားထဲမှာလိုအပ်ချက်လေးကြည့်သွားဖို့လိုမယ်ပေါ့နော်ကျွန်မအားမျိုးလေးမြင်တယ်အဲ့ဒီမှာမှာဒီ group တွေတမလေးတွေကလည်းကိုယ့်ရဲ့တစ်ဖက်လူကိုအရင်ကြီး view site ပေးတယ်ပေါ့ဒီလထဲမှာပို့ပြီးတော့ view site ပေးပြလိမ့်မယ်လို့ကျွန်မထင်တယ် နော်အာကိုကပင်မင်းနေတော့မှအလုပ်ခွင့်မှာပင်မင်းပြီးတော့အာလုံအောင်မပန်းနေတော့မှကိုချရတဲ့သူတည်းဆိုလို့ရှင်နော်ဥမာအမုတ်လေးတတိတရားနဲ့ဝယ်သွားပေးတာမျိုးအဝတ်စားလေးတွေဝယ်ပေးတာမျိုးအစားအသောက်လေးတွေလုပ်ကျွေးတာမျိုးအဲ့ဒါမျိုးလေးပေါ့ဒီ April လောက်ကိုပြပြရွှေရွှေဖြတ်တန်ချင်နေတယ်ပေါ့နော်ဒီ relationship မှာလေးတွေကကျွန်မအဲ့ဒါမျိုးလေးခံစားရတယ် ပြောရမယ်ဆိုလို့ရှိရင်ကျွန်မကပြောလိုက်သလိုပဲဒီလကိုကိုယ့်ရဲ့တစ်ဖက်လူနဲ့ပျော်ပျော်ရွှင်ရွှင်ကြီးဖြတ်တန်းချင်တာဖြစ်တဲ့အတွက်ကိုပင်မနေနေတာမှာပဲဒီ relationship မှာ အထင်အငော့အဖို့အထင်မရှိအောင်အကျိုးစားပြီးတော့ဘလို့အကောင်းဆုံးပေါ့နော်နှစ်ယောက်ကြာမှပျော်ရွှင်မှုလေးတွေဖြစ်ရအောင်လောက်သွားရင်ကောင်းမလဲဆိုပြီးတော့ဒီ group 3ကသူလေးတွေကစဉ်းစားပြစ်မယ်လှုပ်ဆောင်ပြစ်မယ်เนาะကျွန်မအဲ့လိုမျိုးလေးတွေးတယ်အဲ့တော့စက်ကြည့်မယ် 알라 그루트 릴리리의 ညာရေးပညာရေးမှာကျတော့ခင်းတော့ဖတ်နေကဲခင်းတော့ဖတ်နေကဲဆိုတော့အေးစစ်စစ်ပဲပညာရေးမှာလေအာကိုလိုချင်တဲ့အာအနေထားတို့ဘွယ်လက်မှတ်တို့เนาะအောင်စင်းတွေကိုဒီလထဲမှာကြားရမယ်အာကိုကိုကိုပေါ့နော်ဘီရင်ကြီးလိုပဲနော်ဘီရင်မကြီးလိုပဲအမြင်မှုကိုရရှိသွားပြီးတော့အဲ့ဒီပျော်ရွှင်မှုမျိုးကိုခံစားရမှာပေါ့နော်အာလုံးဝကိုကိုအတွက် reset ကောင်းတွေကိုကြားရမယ်လက်ခံရရှိမယ်ပေါ့နော်ဒါပညာရေးအတွက်ကြည့်ပေးတာဖြစ်တယ်တချို့ကြတော့လေပညာရေးမှာငကိုတွေကဟိုအတုံခွန်ဆိုင်စူးစမ်းထားတဲ့သူလေးတွေဆိုလို့ ရှင်ဒီလမှာလုံးဝကိုယ်အတွက်ဒီပညာရေးမှာပူပန်စရာမရှိဘူးเนาะကံအားအရင်ကောင်းတယ်ပေါ့เนาะပညာရေးကံအရင်ကောင်းနေပါတယ်ရှင် group 3လေးတွေအာဒီကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီ group 3လေးတွေကအဲကိုအတွက်ပေါ့နော်အဘယ်လိုပြောမလဲပူပန်ရမယ့်အနေထားကိုကျွန်မမတွေ့ဘူးကျမ်းမာရေးမှာလည်းစိုးရတာမတွေ့ဘူးပြီးတော့ဒီကာလမှာ ကျမရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ပူပန် Twitter ကြာတွေမရှိဘဲနဲ့အပျော်ပျော်ရွှင်ရွှင်ပဲเนาะကျမရေးလည်းကောင်းကောင်းနဲ့ပဲဒီလောက်ဖြတ်တန်းပြမယ်ပေါ့เนาะကျမအဲ့လိုမျိုးလေးတော့ခံစားမိတယ်။ဒါကြောင့်လဲဆိုတော့ Aeron Panic Energy နဲ့အာဟိုဘယ်လိုပြောမလဲเนาะ ကိုမှဒီအများကြီးနာကျင်ရတာတို့ထိခိုက်ရတာတို့เนาะဒီကျမိုင်းနဲ့ပတ်သက်ပြီးတော့ခံစားရတာတို့ကျွန်မမခံစားရဘူးဒါက positive ကဆိုတော့လေเนาะအဲ့တော့ group 3လေးတွေကတော့ဒီ group 3ခုလေးလုံးနေမှာပေါ့เนาะပို့ပြီးတော့ကန်တရားထောက်ပံ့တွေကိုပို့ပြီးတော့ဒီ April လထဲမှာရရှိထားရတယ်ပေါ့เนาะကျွန်မအဲ့လိုမျိုးလေးတွေ့တယ်အော် bottom of the deck ကိုကြည့်တော့ဟိုး အဲ့ရဆော့ကြာတယ်ဒါမဲ့လည်းဒါအောင်လန့်စရာမလိုပါဘူးเนาะကိုကဒီမှာ star cup ပေါ့เนาะဒီကနေ့စထားတာဖြစ်တဲ့အတွက်ဒီ bottom of the tank မှာ3 or ဆော့ကြာတော့လေဒီလက်ရှိဖြစ်မော်တွေနဲ့အရာနဲ့ပတ်သက်ပြီးတော့လို့ကျွန်မခန်းစားရတယ်ကို့မှာအဆင်ပြေနေပေမဲ့လည်းတဘာသူတွေရဲ့အဆင်မပြေမှုတွေเนาะတဘာသူတွေခန်းစားနေရတဲ့ဟာတွေကြည့်ပြီးတော့ဒီ group 3လေးတွေကနာကျင်နေတယ်ကျွန်မအဲ့လိုမျိုးလေးကျွန်မအဲ့လိုမျိုးလေးခန်းစားရတယ်ဟိုမှာကျွန်မတို့ကိုယ်တိုင်ပဲဖြစ်စေပေါ့เนาะကျွန်မတို့နေတဲ့နေရာဒေသမှာငလျင်ကလှုပ်ယုံဆိုတဲ့လေးပဲလှုပ်တယ်အပြည့်စည်တွေမရှိပေမဲ့ ဲ့လေကိုကိုတိုင်းအတွက်ကြတော့အာအနည်းမရှိဘူးဒါပေမဲ့သူသူတစ်ပါးအတွက်စဉ်းစားလိုက်တဲ့အခါမှာနော်မြင်ရတဲ့အခါမှာတကယ်ကိုစိတ်မကောင်းခြင်းကြီးစွာဖြစ်ရတယ်နော်တကယ်ကိုနာကျင်ရတယ်နှလုံးသားတွေကဟောတခါတချို့ ဗီဒီယိုတွေကြည့်လို့ရှိရင်ကျွန်မမျက်ရည်တွေပါကျတယ်ပေါ့နော်အဲ့တော့ဒီ group 3ရေတွေလည်းဒီလိုပါပဲကိုကိုရိုင်းအတွက်တော့အဆင်ပြေနေတယ်ဒါပေမဲ့လည်းဒီလက်ရှိမှာဖြစ်နေတဲ့အရာတွေပေါ်မှာတွက်ကြည့်ပြီးတော့နှလုံးသားကတော့နာကျင်နေတယ်เนาะဝန်းနေနေတယ်စိတ်မကောင်းဖြစ်နေတယ်ပေါ့เนาะအခုလက်ရှိမှာအဲ့တော့ group 3လေးတွေတော်တော်များများအဲ့လိုမျိုးလေးတွေဖြစ်နေလို့ကျွန်မမြင်တယ်ပေါ့เนาะကိုကိုရိုင်းအတွက်အဆင်ပြေနေအောင်မှာပဲတခြားသူတွေအတွက်ကိုဝိုင်းပြီးတော့နာကျင်နေတယ်စိတ်မကောင်းဖြစ်နေတယ်เนาะအဲ့လိုမျိုးလေးတွေကျွန်မတွေ့တယ် အဲ့တော့ဒါက group 3လေးတွေအတွက် April လပေါ့နော် April လ2025 April လအတွက်ဒီလတစ်လလုံးစာမှာပေါ့နော်ဖြတ်တန်းတွေ့ကြုံရမယ့်အရာတွေနဲ့ပတ်သက်ပြီးတော့တစ်ချက်ချင်းစီပြောသွားပြတာဖြစ်ပါတယ် energy ကညီမှုရရှိကြပါစေနော် group 1 group 2 group 3သုံးခုလုံးအတွက် reading လေးတွေဖတ်ပြရပြပါပြီ။ energy ကညီမရရှိကြပါစေ။အဆုံးတကြီးရှိပြီတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်။